အားလုံးပဲမင်္ဂလာပါယခုဖတ်ပြတင်ဆက်ပေးသွားမယ့်ဝိထုတိုလေးကတော့ဆရာမန်မြင့်ရေးထားတဲ့ဆောင်းအမိရတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်ဆောင်း မြကြီးနား၏စောင်းညသည်ရရက်ဆက်ဆက်ပင်ချမ်းအေးနေပေသည်ကျွန်တော်တို့ရှေ့ရှိမိဖို့မှထင်းများသည်အချိန်ပြင်းစွာဖြင့်တောက်လောင်နေသည်သို့သောမိအပူချိန်ကလည်းကျွန်တော်တို့အားလုံလောက်သောနှွေးထွေးခြင်းကို မပေးနိုင်ရင်ဘက်နှင့်မျက်နှာများသည်သာပူနေတော်လဲကြောဘက်ကတော့စိတ်၍အေးနေမြဲပင်သို့သောဒီညတော့အိပ်ရန်ကျွန်တော်တို့စိတ်မကူးနိုင်ကြ မြေကြီးနားသို့နေ့နှစ်နာရီတွင်စိုက်လာမည်စာပို့ရထားသည်ထုံးစံအတိုင်းပင်နောက်ကျနေသောကြောင့်ည6နာရီမှရောက်လာသည်ဒီနေ့ဝင်လာပြစ်သည်မှာပင်ကံကောင်း၍ဟုလည်းဆိုနိုင်ပါသည်လာရင်တလန့်နှင့်မိုးချုပ်သွားသောကြောင့်မိုးကောင်းမူရာ၌ယထာယန္နာညအရာပြီးနောက်တထင်ကြမှမြေကြီးနားသို့ရောက်ရသော အချိန်ပေါင်းကလည်းမနေတော့သို့သော ကျွန်တော်အတွက်ကတော့ ယထာနှောက်ကြသည်ကအကြောင်းမဟုတ်ပါ ထိုယထာနှင့် မိုးကောင်းမှ ကိုစိန်လွင်တို့ပါလာခြင်းကအကြောင်းဟုတ်သည်ပြီးတော့သူတို့၌အိယာလိုက်ပါမလာခြင်းက ပို၍အကြောင်းဟုတ်သည်အကြောင်းဟုတ်ဆုံးကကျွန်တော်အိမ်တွင်စောင်းရသည်၌ဧည့်သည်လာလျင်ပေးရန်ဆောင်လုံလုံလောက်လောက်မရှိခြင်းပင်ဖြစ်သည် ုစိန်လွင်သည်မိုးကောင်းမှလမ်းစဉ်လူငယ်စီအောင်ရင်မှုဖြစ်ပြီးသူနှစ်ပါလာသောကိုကျော်မြင့်ဆိုသည့်တသေးကွေးကွေးကုတ်ချောင်းချောင်းလေးမှကုံတွယ်ရေးကဖြစ်သည်သို့သော ကျွန်တော်တို့နှင့်တီကျွမ်းခင်မင်နေခြင်းတွင်ဘယ်ဌာနကဘာကောင်းတွင်ဟုအတိမတ်ပြုခြင်းမျိုးမရှိလာပါစာပေ၌ဝါသနာပါသူများအဖြစ်စာပေစကားကို အပြန်အလှန်ပြောဆို၍ရကြသူများဖြစ်သောကြောင့်သာယဉ်နှီးနေကြခြင်းဖြစ်ပါသည် ကျွန်တော်တို့ချင်းတွေ့ရင် အသက်ယာတူးအတန်းပညာဌာနများသည်ဘာမှအရေးမပါ အရာမရောက်ပါဘယ်စာအုပ်ဖတ်ပြီးပလားဘယ်စာရေးဆရာကဘယ်အကွက်တော်ဘလို့ကောင်းတာစသည်တို့ကိုသာပြောရရင် ထမင်းမေဟင်မေဇနီးများကချက်ကျွေးလျင်တော့မငင်းကြပါယခုလဲသူတို့ရောက်လာကြခြင်းသည်ကိစ္စအထူးထွေးရှိ၍မဟုတ်နမ်ဒီ၌လုဆရာအလုတ်က နေဝက်နှင့်ပြီးသွားသောကြောင့် ထိုမှတညအေးရမိအတူတူကျွန်တော်နှင့်စကားပြောနေသည်ကပိုကောင်းမီဟုတွေးမိကြ၍မိသောယထာနှင့်မြကြီးနာတို့လိုက်လာခဲ့ကြခြင်းပင်ဖြစ်သည်တဲ့ကျွန်တော်ကတော့ကြိုတင်ပြောထားပါသည်ဆောင်းပေးစရာတော့မရှိဘူးနော်တိတ်လေကြွားမနေပါနဲ့ကွာနေအိမ်အကြောင်းတည်ပြီးသားပါတို့ကလည်းအိတ်ဖို့လာတာမဟုတ်ပါဘူးမီးလုံရင်စကားပြောကြမှာပါဟိုအရင်ညတွေကလိုပေါ့ မကြာမီ၌ပင် ကိုစိန်လွင်တို့လာသည်ဟုအခေါ်ခိုင်းလိုက်သောကြောင့်ကျွန်တော်၏အပေါင်းအသင်းများရောက်လာကြသည်လူတွေ့လျင်မျက်နှာကိုနောက်မှကြည့်ပြီးလုံကြီးအစင်ကိုအရင်ငုံကြည့်လေရှိသော ကချင်းလုံကြီးရကန်းထောင်ကြီးကိုညံညွန့်ကအမဲကြောင့်မြောင်းများကိုပစိုးကပိုက်ထဲထည့်ယူလာသည် ရန်ကြီးအောင်ရက်ွက်ဤမျက်စီကြီးနာကြီးပုပ်ကူများတဲ့တွင်တယောက်အပါဝင်ဖြစ်သော ကိုထင်ပေါ်ကမူ ကချင်ရဲ့နှလုံးကိုလက်မဆွဲပြီးဝင်လာရင် သူကြိုက်နှစ်သက်သောအစာကို ဖုံဖုံဖိဖိလေးစင်ကြေပေးသည်ညနေပိုင်းကျတော့အေးမှဆိုလို့ဗျဟဲဟဲဒီလိုနဲ့ကျွန်တော်တို့အိမ်ဤမီးဘူဆောင်တဲတွင်ဂုံနေအိမ်များခင်းပြီး စကားဝိုင်းဖြစ်သွားတော်သည် ကျွန်တော်ရထားသောအိမ်သည်မိသည့်ကာလကစောက်ထားမှန်းတိတိကျကျမသိနိုင်လောက်အောင်တတ်တန်းကြာလာပြီးဖြစ်သောကြောင့် ဟောင်းလွှမ်းနေပြီဖြစ်တော်လဲအုတ်စီရှေ့မီးဖို့ကြီးကြံနေခြင်းကတော့ယခုလိုညာများတွင်ဟန်ကြလှပေသည်ကျွန်တော်ဇနီးကလည်းခလေးများကိုတိတ်ရင်နှင့်သူပါအိပ်ပျော်သွားသောကြောင့်စကားဝိုင်းနေကျွန်တော်တို့ကြီးလွတ်လွတ်လပ်လပ်ပင်စာဆိုရောနှင့်ကိစ္စနှင့်ပတ်သက်၍ရန်ကုန်တို့မကြခင်ကလေးမှရောက်ခဲ့သူကုန်စိန်လွင်မှကလည်းရန်ကုန်စာရေးဆရာလောကအကြောင်းကိုပြောပြစရာများကအပြည့်ပါလာသည် မိုးဝေမဂ္ဂဇင်း၏အပြောင်းလဲသတင်းကလည်းမိုးဝေမဂ္ဂဇင်း၌စာရင်းနေသော ကျွန်တော်အတွက်အရေးပါလာသည်သတင်းကောင်းဖြစ်သောကြောင့်ကျွန်တော်တွင်မိုးဝေမဂ္ဂဇင်းနှင့်ပတ်သက်၍အသည့်အသည့်သောမျှော်လင့်ချက်များဖြစ်ပေါ်လာပြန်သည်ဘာလို့လို့နှင့်မိုးဝေမဂ္ဂဇင်း၌ကျွန်တော်စာမရေးဖြစ်သည်မှာတစ်နှစ်ပင်ကျော်လာပါပေါ့လားထိုအကြောင်းနှင့်ပတ်သက်၍ကျွန်တော်ကိုဝိုင်း၍ဝေဖန်ကြပြန်သည် ရှောင်ထွက်သွားပြီလားဟူသည့်သဘောတက်ရောက်လာသောစကားဖြင့်ခြေချွတ်ကြသည်ကျွန်တော်ကလည်းရေးမှာပါဟူသောအဖြေကလွဲ၍ပေးเสียမှရှိကျွန်တော်ရေးတော်လဲမပါဖြစ်သည့်စာမှုများအကြောင်းကိုသူတို့လည်းသိထားကြသည်တဖြည်းဖြည်းနှင့်ညှိနှက်လာသည်ကိုစိန်လွင်ဆိုသူကလည်းသူ့အကြောင်းကိုများပြောရစတဲ့ဆိုရင်လုံးစိတ်ပတ်စီပြောတတ်သည်သူ့မို့လဲမှတ်မိမှတ်မိပြန်၍လဲပြောတတ်လှသည် သူဘလို့တော်ချောင်းအမွန်ကလေးများကဲနေသည်ကိုမူသူလဲလေလောကီသားပေမူဟု ခွင်လွှတ်လိုက်ကြကားစိတ်ရှည်လက်ရှည်ပင် ကျွန်တော်တို့နားထောင်ကြပါသည်တခါတရံတွင် သူစကားများသည်ဖျားဖူးလေကံထမင်းစားကံတချင်းဆိုကံစသည့်အပိုကံများများပါသော ပေရှိဗမာရုပ်ရှင်ကားကို ကြည်ရသလိုပင်ကိုညံညွန့်ကတော့စကားဝိုင်းတွင် အတုအထောင်အကော်အကက်၌စံထားရသည် ူများပြောစကားကိုတည်တည်ချာချာနားထောင်ပြီးမှချက်ကောင်းတွေ့လျင်အပိုင်ကန်၍ထိုစကားနှင့်ပင် ပြောသူကိုကတိကောက်ဖြစ်အောင် မေခွန်းထုတ်လေရှိသည် လူကလည်းပြစင်းလူထွက် တောင်သူလည်းသမားဟောင်းရက်ွက်လူကြီးအငိမ့်စာယခုရကန်းတောင်ဆိုတော့ဘဝစုံထားသည်ဗတ်ပေါင်းစုံနေပြီးအကော်အကက်တွေနှင့်စင်ကဲစင်ကဲမှုေပေလိမ့်မည်သူကလိလိုက်ရီးလိုက်သောကြောင့်ကိုစိန်လွင်ကြီး မခံကြည့်မခံသာဖြစ်ပြီးနှုတ်ခမ်းမွေးများထောင်ထောင်လာသည်ကို ကြည့်ရသည်မှာရည်စရာကောင်းလာသည်ကိုထင်ပေါ်ကတော့တမျိုး သူယူလာသောအရက်နှစ်ပလင်းကို သူသာအများဆုံးတောက်သည်ငကိုကားမှစကားပြောတန်ရသည်အထက်အရက်ရှင်လေးရလာသောအခါသူဆွေးနှင်းခြင်းသည်တို့ကိုဆွဲထုတ်၍မကုံတော့ဆွေးနှင်းခြင်းသည်ကလည်းနိုင်ငံရေးစကားထက်တလက်မှလေးမှမလျော့ခြင်း သူစိတ်ပါလက်ပါဆွေးနွေးနေပြီဆိုရင်ဘေးမှာ၄၅အိမ်ကြာအောင်အတန်မြင့်လာလိရှိသည် ရှင်ပြိုင်းပြီးငင်းကြရပြီဆိုရင်တော့ညီမျှအတန်ကျဲလာပြီဆိုသည်ကိုစဉ်းစားသာကြည့်ကြပါရော ကိုထင်ပေါ်နှင့်အနီးကပ်ဆုံးလိုက်၍အရက်တောက်နိုင်သူမှာရှမ်းစုတမဆိုင်မှညွတ်ဆွေဖြစ်သည် လူကသာတည်တည်ကိုယ်ကိုယ်ဖြစ်တော်လဲတောက်လိုက်ရင်ရေပေတော့မှမယောကျွန်တော်တို့ဝိုင်းတိုင်း၌ ရွှေဘိုသားများဤတောက်ပြောင်းသောအစဉ်လာကိုမင်းမိန်အောင် ရှင့်တုံနေသူမှာတိုင်းရင်းသားစာပေမှာကိုကျော်စိန်ပင် ဖြစ်ပေလိမ့်မည်အဘဲเจ้าဆိုသော သူသည်အရက်လက်တလုံးကို ရေတဖန်ခွက်ရောပြီးအမဲเจ้าပုဂ္ဂိုလ်သာ အများဆုံး၌၍စားနေသောကြောင့်ဖြစ်သည်မိုးကောင်းမှလာသောကိုကျော်မြင့်ကတော့စကားဝင်မပြောပြောသူတို့၏မျက်နှာကိုသာမော်ကြည့်ရင်းသူပြောနေရတဲ့ကဲ့သို့ပီတီလေးဖြစ်လျက် နားထောင်နေလေသည်သူနှင့်ပြိုင်း၍တီမိလုံနေသူမှာကိုထင်ပေါ်နှင့်အတူပါလာသည်ဆောက်လျေယုံမှအောက်တန်းစည်ကိုသားမောင်ပင်ဖြစ်ပါသည် ကျွန်တော်တို့၏ဘိုက်ထဲတွင်တစတစဖြင့်ရေများပြေလာသောကြောင့်တင်းမာမှုကိုလျော့ပါသွားစေရန် အပြင်သို့ထွက်ပြီးအောက်ရေများထုတ်ကြရသည် အေးမြသောလေကကြီးစဲလိုက်သောကြောင့်ကျွန်တော်တို့မှတွန့်ကနေဖြစ်ကုန်ကြသည် ောင်းကင်တွင်လကလည်းဝင်းဝင်းပပတာနေသည်နှင်းများကြနေသောကြောင့်ညသည် ပူ၍လှနေသည်ဂန်းကော်လေးနှင့်ကင်းလွတ်ခဲ့ရသည်မှာမကြာလှသေးသော ကျွန်တော်ဤညီခဲမောင်တင့်ကလူငယ်တူဦးပီပီ စိတ်ကူးရင်ဆန်ဆန်ပွင့်အံထွက်လာသည်လှလိုက်တဲ့စောင်းညဗျာဒီလိုညမျိုးမှာအိပ်ပျော်သွားမယ်ဆိုရင်လှပတဲ့ညဟာအလဟသက်ကုံသွားမှာနှမျောเสียကြီးဗျာ အိတ်ချင်စိတ်တောင်မရှိတော့ဘူးလူပြိုကြီးတူဖြစ်သော ကိုကျော်စိန်ကလည်းထောက်ခံသည်အေးဗျာသဘောချင်းတိုက်လိုက်တာကျွန်တော်လည်းဒီလိုလှသာတဲ့ညဆိုရင် တရောထိုင်ထိုးနေတာဗျာအတိလားကိုထင်ပေါ်ကတော့ဝင်၍ကလိလိုက်သည်တရောထိုးရအောင်နင်းကတချင်းပဏ္ဍပုတ်များဖြစ်ပြအောင်ထိုးတတ်လို့လေငါကတော့ဒီလိုလှသာတဲ့အေးတဲ့ညဆိုရင်အယံမှုအောင်တောက်ပြီးတမျိုးလုံးအနှံ့လျှောက်သွားကြတာပဲခွေးတစ်စီစီနဲ့ပြောစရာကြီးနေမှာ ဒီလိုနှင့်ပင်မိဖို့ဘေး၌ပြန်ထိုင်ကြသောအခါ၌လဲစောင်းညဤအတွေ့အကြုံများကို ပြောကြပြန်ပါသည်ကိုညံ့ညွန့်ငါမူမိဘုံကြီးများဖိုးပြီးစဘာနေရသောညများကို တန်တန်တတပြောနေသည် ကိုစိန်လွင်ကလည်းသူဤတက်မတော်သားဘဝကစင်နှွဲခဲ့ရသောစောင်းညဤတိုက်ပွဲတစ်ပွဲကို တင်ပြသည် ကျွန်တော်ကတော့စက်မှုတ်သိပ်ပန်းចောင်းသားဘဝက အညစ်ကြီးပြီးပြန်ခဲ့ကြရသောမန္တလေး၏စောင်းညများကို ပြောမိသည်ပြီးတော့ရည်စရာလေးပြောမိပါသည် အမှန်ကတော့ဒီလောက်အေးတဲ့စောင်းညမှာစောင်းချုံပြီးကိုယ်ိတ်တာအကောင်းဆုံးပေါ့ဗျာအခုလိုအချမ်းခံပြီးစကားပြောနေကြတာလဲစောင်းမလုံလောက်လို့ကျွန်တော်ဤစကားဆုံးသွားသောအခါတစ်ချိန်လုံးငြိမ်သက်နေသော ကိုသားမောင်ကချောင်းတစ်ချက်ဟန့်လိုက်ပြီးအခုမိတ်ဆွေတို့ကစောင်းညနဲ့ပတ်သက်ပြီးအမြင်တွေကိုတွေ့လေးတွေပြောကြတော့ ကျွန်တော်လဲပြောချင်တယ်ဗျာကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရဘူးတဲ့စောင်းညတညကိုပြောခွင့်ပြုကြပါဟု ခွင်တောင်းအစချီပြီးနောက် ောင်းရသည်ရောက်တိုင်းကျွန်တော်တို့ပြောကြတာကဒီနှစ်ဆောင်းကပိုချမ်းတယ်လို့အဲ့ဒါလိုနှစ်တိုင်းပြောကြတာပါပဲတကယ်တော့မနှစ်ဆောင်းတော့ကလည်းတော်တော်ကြီးကိုချမ်းခဲ့တာပါပဲပြောလို့သာပြောရတာပါလေမြကြီးနားရဲ့ဆောင်းခါဆိုတာဘယ်တော့ကများမချမ်းခဲ့တာရှိခဲ့လို့တော့ချမ်းလိုက်သမှတုံနေအောင်ချမ်းနဲ့အေယာမအချမ်းနဲ့ဆောင်းကြီးပဲမနှစ်ဆောင်းတော့ကပေါ့ဗျာခုလိုဒီဇင်မှာကုန်ကန်နီးပေါ့ မရမ်းမှနေတဲ့ကျွန်တော်သားလေးတူတူမြေကြီးနားကိုရောက်လာတယ်။တူတူဆိုတာကကျွန်တော်ရဲ့ပြင်စမမြောက်သားပါ။အိမ်မာကကလေးများလွန်းနာနဲ့မိန်းမရဲ့အမကခေါ်ပြီးမွေးထားတဲ့ကလေးလီ။ကျွန်တော်ရဲ့မိန်းမကလည်းတစ်နှစ်ခွဲကိုတယောက်နှုံးမွေးနေကြမူ။အိမ်တော်သက်73နှစ်အရောက်မှာကလေးကလည်း၈ယောက်မွေးပြီးပြီ။ตาအကြီးဆုံးက72နှစ်သား။အငယ်ဆုံးကတစ်နှစ်သမီး။အခုဘိုက်ထဲမှာက၄-၅လတောင်ရောက်နေပြန်ပြီ။ အဲတခုတော်သေးတာကဂျားထဲမှာနှစ်ယောက်က3-4လနဲ့ပဲစုံသွားကြလို့ကျွန်တော်ရဲ့လာခလေးနဲ့ဗဇက်ပေါက်တွေအားလုံးစိတ်ငါဖို့ဆိုတာဘယ်ကလာပြီးလွယ်ပါမလဲတော်တော်လေးကတိလင်တနိုင်တာပဲပေါ့ဗျာအခုလဲမိဘနဲ့တကွဲတပြားနေရရှာတဲ့သားလေးနဲ့ပြန်တွေ့ရပြီမဲ့ဝမ်းမသာနိုင်ပါဘူးတူတူရောက်လာတာဟာကောင်းတော့လာခြင်းမှမဟုတ်ပဲပုံကိုလဲကြည်အောင်လေမျက်နာလေးကဖော်ရောင်လို့ခြေတလုံးနဲ့ဒူးကောင်းတွေကအကြီးကြီး ပေါင်ကြတော့အယိုးပေါ်အေးတင်းရင်ဘက်ကြတော့ပြားကက်နေပြန်ရောနေမကောင်းလို့ရောက်လာတာပဲသူ့ကိုမြင်ရတော့စိတ်ထဲမှာထိခိုက်လိုက်တာဗျာကလေးများနေမကောင်းပြီဆိုရင်တိတ်ပြီးတည်တာတာပဲအဲ့ဒီတော့ငါတူတူကငါးနှစ်သားအရွယ်ပေါ့ပူပင်တော့ကားဆိုတာဘာမှမရှိနိုင်သေးတဲ့ကစားလို့ကောင်းတော့အရွယ်ခုတော့လဲရှင်လန်းကြည်လင်နေတာဆိုလို့ဘာတစ်ခုမှရှာမတွေ့နိုင်တော့ဘူးလူကလည်းပျော့ခွေလို့မျက်နှာကလေးလည်း ငေးငိုင်းလို့ဒီလိုနဲ့ပဲတူတူကိုစေးယုံတင်လိုက်ရတယ်။ကျွန်တော်ကလည်းယုံသမားသူ့အမေကလည်းအဲ့ဒီတုန်းကခလေးမွေးပြီးကစားဆိုတော့လူနာသောတာဝန်ကို၉နှစ်ကျော်သမီးကြီးကယူရပါတယ်။တူတူရဲ့ယောဂါကဘာမှန်းတော့တည်တည်ချာချာမသိပါဘူး။ဆရာဝန်တွေကိုလည်းမမေးရဲဘူးလေ။တော်ကြာယောဂါကိုသိတော့ခမည်းကဘာတက်နိုင်မှာလဲလို့ဘူတော်ရင်တော်နေမှာ။ စေးုံတက်ပြီး၃ရက်လောက်ကြာတော့ဆရာဝန်ကစာရွက်လေးတစ်ရွက်လာပေးတယ်။တူတူရဲ့ယောဂနဲ့တင့်တဲ့ဆေးကမရှိဘူးတဲ့။ဒီစာရွက်ပေါ်မှာရေးထားတဲ့ထိုဆေးကအပြင်ကဝယ်ပေးပါတဲ့။ကျွန်တော်လည်းပြည်သူဆေးဆိုင်ကိုသွားဝယ်တာပေါ့။အထုကုဆရာဝန်ရဲ့ထောက်ခံချက်ကြီးကိုပြားလို့။ဒါပေမဲ့ဆေးမရှိဘူးလဲပြောရောရင်ကိုမောသွားတော့တာပဲ။တိုင်းစေးုံကြီးမှာလည်းဆေးမရှိ ပြည်သူစေးဆိုင်မှာလည်းမရှိနေဆိုတော့ရုတ်တရက်ကြားလိုက်ရတယ်ဆိုရင်အံ့အားသင့်စရာကြီးမဟုတ်လားဗျာဒါနဲ့ပဲငွေကလေးပါလေးအတိုးနဲ့ချေးပြီးတော့မှောင်ခိုစေးတန်းကိုမှုရပြန်ရောအဲ့ဒီမှာလည်းမတွေ့ပြန်ဘူးစေးရုံကိုရောက်တိုင်းလဲကရင်ပေါ်မှာပက်လက်ကလေးနဲ့အားကိုတကြီးကြည့်နေရှာတဲ့သားလေးရဲ့မျက်နှာကိုမကြည့်ရတော့ဘူးစေးပါမသွားဘဲနဲ့စေးရုံကိုသွားရမှာကိုလည်းကျွန်တော်ကြောက်နေတယ်နောက်တော့ဟော်ရီကလမ်းမကြီးကိုကျွန်တော်အခက်ခဲတင်ပြပြီးအပူကက်ရတော့တာပေါ့ သူပါဝိုင်းရှာပြီးတော့မှသူ့အသည့်ဆရာဝန်တယောက်ရဲ့ပြင်ပစေကန်းတခန်းကနေထိုဆေးငါးလုံးကိုတောင်းတောင်းပန်ပန်နဲ့ဝယ်လို့ရလာပါတော့တယ်။ဆေးရှာလိုက်ရတာ၃လရက်လုံးလုံးတောင်းချဆိုင်းသွားတာပဲ။ဆေးရလျင်ရခြင်းပဲဆေးရုံကိုပြေးပြီးသွားပို့လိုက်ရော။ဒါပေမဲ့ဗျာဆေးရုံသွားပို့ပြီးနောက်တနေ့ဆေးရုံတက်လို့ကိုယ့်ရဲ့မြောင်နေ့မှာတူတူဆုံးသွားပါတယ်။သားဆုံးတဲ့မနက်ကနှင်းတွေလည်းပိမ့်ပိတ်အောင်ကြာနေတာပေါ့။ ဒီကောင်အသက်ရှူရက်သွားတာကမနက်သုံးနာရီလောက်ကတည်းကဗျစောက်တဲ့သမီးကြီးကအိမ်ကိုပြန်မလာရဲလို့သာကျွန်တော်မသိရတာကို မနက်မိုးစင်စင်လင်းတော်မှာပဲသမီးကြီးကအိမ်ကိုလာပြောတယ်အဲ့ဒီသတင်းကိုကြားရတော့မိမအတွက်စိတ်ပူသွားသေးတယ်သူကသွေးနူသားနူကြီးတခုတော်သေးတာက သူ့အဖိုလဲသားသမီးတည်တယ်ဆိုတာအစ်စ်အဆမ်းမှမဟုတ်တော့ပဲအရင်ကလည်းနှစ်ယောက်ဆုံးခဲ့ဘူးပြီး အခုလဲတူတူတော့ဆုံးသွားရှာပြီကွာလို့အတိပေးလိုက်တော့အော်လို့အတန်တူတူနဲ့အတိအမှတ်ပြူးပြီးခေါင်းညိပြယုံပါပဲပြီးတော့တက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်တာကိုတွေ့ရတယ်ကျွန်တော်တို့မှာဝမ်းနဲ့ငိုကြွေးစရာတွေကကြုံပန်းများလာတော့လဲထုံဟန်တူပါရဲ့တော်ယုံတန်ယုံနဲ့တော့မျက်ရည်ကတဲပြီးမထွက်လာတတ်တော့ဘူးဒီတော့လဲသားသေးသွားလို့ဝမ်းနေတာကဝမ်းနေတာပေါ့ဒါပေမဲ့ဖြေတာတာကဒီကလေးဟာတော်ကြီးမြန်မဲ့ ကြေးလက်တော့ရမှာမသေးသင့်မဲနဲ့ပစ်စလက်ခတ်သေးရတာမဟုတ်တာကိုပါပဲစေးုံတက်ရတာမှတာမန်မျိုးနဲ့စေးုံတော့မဟုတ်ဘူးနိုင်ငံခြားပြန်တမားတော်တွေရှိတဲ့ခင်မီကိရိယာတွေရှိတဲ့တိုင်းစေးုံမှာကုရင်နဲ့သေးရတာဆိုတော့ဖြေးတာပါတယ်ตาလေးရဲ့ဘဝအထုံကိုကနဲလုံးလို့မဟုတ်လားတိုင်းစေးုံကြီးတစ်ခုလုံးဖြစ်လျက်နဲ့ထိုးဆေးမရှိလို့လူနာကိုအပြင်ကဝယ်ခိုင်းတဲ့အဖြစ်ကိုတော့ရှိပါစေတော့လေကျွန်တော်ထဲ့အတွက်မနေကျင်တော့ပါဘူး ယောဂါကိုကကျွမ်းနေမှာတော့ဘယ်တက်နိုင်မလဲလို့ပဲနားလည်လက်ခံလိုက်ပါတယ်။စိတ်မကောင်းစရာလေးတစ်ခုကိုတော့ခံစားမိတယ်။ကျွန်တော်ခက်ခက်ခဲခဲရှာဖွေပြီးရထားတဲ့ထိုဆေးငါးလုံးဟာကျွန်တော်သားလေးရဲ့ကိုယ်ထဲကိုတစ်ဆက်ကလေးမှမထိုးလိုက်ရပါဘူး။ပင်မန်းရကြိုးမနှက်လိုက်တာဗျာ။တူတူပြောရရင်တော့တူတူကိုသေးတဲ့နေ့မှာမြေမြုပ်တကြိုလိုက်တယ်။စင်းရဲသားရဲ့သားသမီးပဲဗျာ။အကျဲချဲ့မနေအားတော့ပါဘူး။ ချဲ့ကျင်လို့လည်းမချဲ့နိုင်တာလဲပါတာပေါ့အရက်ထဲကမနေတတ်တဲ့လူတချို့ကတစ်သားခေါင်းလေးတစ်လုံးကိုဝိုင်းဆက်ပေးကြတယ်အလောင်းကိုအိမ်ပြန်မယူတော့ပါဘူးရင်ခွဲရုံကနေတခါတည်းတုတ်တန်ယူသွားတုတ်တန်မှာရှိတဲ့ဖုန်ကြီးကိုပဲပင်းပြီးတရဏဂုံတင်းပြီးလူလေး90ယောက်နဲ့ပဲဝိုင်းပြီးမြေမြုပ်လိုက်ပါတယ်တူတူရဲ့ခေါင်းကိုမြေမဖို့ခင်အဖုံးဖွင့်ရသေးတာကိုတားရဲ့မျက်နှာကိုနောက်ဆုံးကြည့်ခြင်းအနေနဲ့ကျွန်တော်ကြည့်လိုက်သေးတယ် ကိုကိုကိုတောင်းဝန်မကြည့်ခဲ့ဘူးလို့ထင်နေတော့မကြည့်ဝန်ဝန်နဲ့ပေါ့တည်နေတဲ့ကလေးရဲ့မျက်နှာလေးဟာအပြစ်ကင်းစင်လိုက်တာ သူ့မှာဘာအပြစ်ရှိလို့ငငယ်လေးနဲ့တေးရတာလဲဗျာလို့မေးနေတယ်လို့ပဲကျွန်တော်ခံစားနေမိတယ်ဒီကလေးဟာကျွန်တော်မွေးခဲ့တာဖြစ်ပေမဲ့ကျွေးမွေးမပြတ်ဆောင်ရွက်စီမံဆိုတဲ့မိဘတောင်းဝန်ဘာများကြေပွန်ခဲ့တယ်လဲဒီကလေးဟာကျွန်တော်စီကဘာများကြာသွားလို့လဲ အန်ကျိတ်ထားတဲ့ဂျားတွေကဘယ်ကနေဘလို့ကြလာမှမသိတဲ့မျက်ရည်ကကြလာသေးတယ်။နောင်တမလွန်ဆိုတာရှိခဲ့ရင် ရောက်ရဘွားကခွင့်လွှတ်ပါသားရဲ့လို့ကြိတ်ပြီးတိုးတိုးလေးတောင်းပန်နေမိတယ်။အဲ့ဒီနေ့ညကကျွန်တော်အရက်ကိုတတိလက်လို့မူအောင်တောက်ပြီးမှအိတ်လိုရသွားတော့တာပဲ။နောက်တနေ့ညကျတော့အိမ်ကိုစောစောပြန်ပြစ်ပါတယ်။အိယာဝင်ကြတော့ကလေးတွေစောင်းလူရင်းပူညံပူညံလောက်ကြပါလေရော။ ညကြရင်ဘသူကဆောင်ဆွဲသွားလို့ဘသူတော့မလုံးဘူးဘာညာနဲ့ပေါ့ဗျာဆောင်းရာသီရောက်ပြီဆိုရင်တော်တော်အုံနှုတ်ချောက်เสียကောင်းတယ်ဗျာအိမ်မာကခလေးများတော့ဆောင်းကိစ္စကိုကပြဿနာကြီးတစ်ခုဖြစ်နေတယ်ဘယ်တုန်းကမှလည်းပြည့်စုံအောင်မဖြစ်ရှင်းနိုင်ခဲ့ဘူးရှိသမျှဆောင်းစုပ်တွေကိုရသမျှပစိုးစုပ်တွေနဲ့ဆက်ဆက်ဖာထေးပြီးပြင်ဆင်နေရတာကိုကနှစ်စဉ်လုပ်နေရတဲ့စီမံကိန်းပေါ့ဗျာခလေးတွေလည်း တကယ်ချမ်းလာတော့မေတ္တာမချုပ်နိုင်ကြတော့ဘူးထင်ပါရဲ့သုံးနှစ်ခွဲသမီးလေးပူတူးမက ကျွန်တော်နားလာပြီးမပီကလာပီကလာနဲ့ညညကြရင် ချမ်းလိုက်တာဖေဖေကြီးရဲ့လို့အတနာခံဟန်လေးနဲ့ပြောနေတာကိုရင်နာနာနဲ့ပဲနားထောင်နေရတယ်သမီးလေးကချမ်းတယ်ဆိုတော့စောင်းဝင်ကားစားကဝယ်ထားတဲ့စောင်းအစ်စ်နှစ်ထည်ကို ရုတ်တရက်တတိယလိုက်မိတာပေါ့စောင်းတထည်ကရက်ွက်သမဆိုင်ကနေပြီး ကံကောင်းလို့ရှာရှာပါပါမဲပေါက်ထားတာ ဘာဘူးဆောင်းဆိုတာထက်နည်းနည်းလေးပဲတားတဲ့ပွေးပွားဆောင်အညံစားလေးပါ။နောက်တစ်ထည်ကတော့မထုတ်ချင်တဲ့သူစီကငါးချက်အမျက်ပေးပြီးဝယ်ထားရတာ။မင်းကြီးကိုစွန်စားပြီးဝယ်တာလို့ဆိုနိုင်ပါရဲ့။တူတူစေးုံတက်လာတော့ဆောင်းကပါမလာဘူး။သူ့ကိုခေါ်ထားတဲ့မကြီးကလည်းချမ်းသာလွန်းလွန်းမှမဟုတ်တာ။ဘယ်ကလာ ဆောင်းပေးလိုက်နိုင်မလဲ။ဒီတော့လေအိမ်မှာဆိုတာကသူများမြင်တာမှမဟုတ်တာ။ ဆေးရုံမှာဆိုတော့ညစ်ပတ်နွမ်းရည်နေတဲ့ဆောင်းနဲ့ဆိုရင် အများမြင်လို့မကောင်းဘူးနှာခေါင်းရှုပ်ခြင်းရှုပ်ရမှာဆိုတဲ့အတွေးနဲ့ဆောင်းသစ်နှစ်ထဲကိုတူးတူးခြုံရအောင်ဆိုပြီးကျွန်တော်မိမကဆေးရုံကိုထည့်ပေးလိုက်တယ်တူးတူးသေးတော့သမီးကြီးကလည်းဆောင်းနှစ်ထဲကိုဘယ်ကလာအေးဆိုင်အားမလဲတူးတူးဆုံးတဲ့အကြောင်းကိုအိမ်ပြန်လာပြီးပြောနေတော့ဆေးရုံအမှုတန်းတွေကတူးတူးအလောင်းကိုဆောင်းနှစ်ထဲရစ်ပတ်ဖုံးအုပ်ပြီးရင်ခွဲရုံနဲ့ယူသွားပါလေရော့ ဲ့ဒီထီအောင်လဲစောင်းနှစ်ထဲကိုသတိမရကြသေးဘူးရင်ခွဲယုံတွေကနေအလောင်းကိုခေါင်းထဲထည့်ကြတာလဲကျွန်တော်မိတ်ဆွေတွေပါသူတို့ကလည်းဒီစောင်းနှစ်ထဲဟာကျွန်တော်အတွက်ဘလောက်အရေးပါတယ်ဆိုတာဘလို့လုံးပြီးစစ်စစ်ဆက်ဆက်တွင်းနေအားကြပါမလဲဒီတော့စောင်းတွေပါအခေါင်းထဲရောထည့်လိုက်ကြတာပေါ့ကျွန်တော်ကလည်းရင်ခွဲယုံကိုလိုက်မသွားမိဘူးအလောင်းမြေချတော့လဲစောင်းနှစ်ထဲကိုမြင်တော့မြင်ရတာပေါ့ဒါပေမဲ့အခေါင်းထဲရောက်နေပြီလေ လူရဲရှေ့မှာဆိုတော့ဖာတိဖာတာပဲနေလိုက်ရတယ်။ဟောအခုကလေးတွေချမ်းပြီဆိုမှအဲ့ဒီဆောင်နှစ်ထဲကိုမျက်စီထဲမှာတည်ရည်နဲ့မြင်လာမိတာပဲ။နှစ်မျောလဲနှစ်မျောလာမိတယ်။သူများတွေကတော့ထင်ကြမှာသားတစ်ယောက်လုံးတော့လက်လွတ်ရသေးတဲ့ဟာဆောင်လေးကိုစကားတဲ့ထဲ့ပြောနေတာကတော့တတ်တတ်ကပ်ပြောတာပဲလို့ဒါကတော့ဒီလိုရှိနေတာကို သားကယောဂကျွမ်းနေပြီစေးုံလာတာတွေနောက်ကျနေပြီဆိုတာဆရာဝန်ကတိုက်ရိုက်ဖွင့်မပြောပေမဲ့သူတို့ရဲ့အမူအရာတွေထွက်လာတဲ့စကားတွေကိုထောက်ပြီးတော့ကျွန်တော်ကနားလည်ထားပါတယ်ကိုလက်ဖောရောင်တဲ့ယောဂကတတော်ခက်သားပဲကျွန်တော်တွေ့ရသမျှတော့တဖြည်းဖြည်းနဲ့ယောဂခံစားပြီးသေတာကြီးပါပဲကိုတမျက်နှစ်ကသေသွားတဲ့လမ်းဝင်တော့ကိုတင်ထွန်းအေးကိုပဲကြည့်လူငငယ်ပဲရှိသေးတာအောက်လက်ကိုတော်တော်ကြည့်တတ်တဲ့လူ စိတ်ကောင်းတော်တော်ရှိတဲ့လူလေ။သူလဲဒီလိုပဲကိုလက်ဖောရောင်ရင်စုံသွားတာပဲ။သူဆိုရန်ကုန်မန္တလေးစေယုံပေါင်းကိုစုံရော။ဒီတော့တူတူလေးကိုလည်းကုသကံလေးကောင်းရင်ရှင်ကောင်းရဲ့လို့သာသဘောထားပြီးကုနေရတာဖြစ်ပေမဲ့ယောဂါဟာလူနဲ့မမျှတော့မှန်းတွေးထားပြီးသားပါ။ဒီတော့သားဆုံးရတာကတေသိင့်လို့တေးရတာကိုဆောင်းနှထဲကတော့မပါသိင့်ပဲပါသွားရတာမဟုတ်လား။ အမှန်ကတော့ကျွန်တော်တို့ကမရှက်တဲ့နေရာမှာသွားပြီးရှက်နေမိတာကို လူသေးကိုပတ်တဲ့ဆောင်ကိုလူတွေရှေ့မှာဖြုတ်မယူရဲလိုက်တာကိုကကျွန်တော်တို့တတ်တီမရှိလို့ပေါ့သူများမင်းခေါ်မှာကြောက်နေမိတာနဲ့ဟောအခုအသက်ရှင်နေရတဲ့လူတွေချမ်းနေကြပြန်ရောတကယ်ကတော့တည်တဲ့လူအတွက်ဆောင်မှမလိုတာပဲညီနဲ့လားလေးမြကြီးနားရဲ့ဆောင်းရဲ့အချမ်းကလည်းအစွမ်းပြလေးပေါ့ဗျာ နှင်းတွေကြတာကလည်းအိမ်အမိုးပေါ်ကိုတထောက်ထောက်နဲ့မိုးပေါက်တွေတစ်ချက်ချင်းကျနေတဲ့အတိုင်းပဲကျွန်တော်ကလည်းခါတိုင်းနေဆိုရင်အရက်ကလေးတော်တော်ထွေးမှအိမ်ပြန်လာလေးရှိတယ်အဲ့ဒီညနေကတော့အရက်နဲ့တေစောအရှိန်ကလေးလဲဝမ်းထဲမှာခံမထားလေတော့တိတိတသားကြီးချမ်းပါလေရော ခြေပြားလက်ပြားလေးတွေအေးဆပ်ပြီးထုံကျင်လာတဲ့အထိပါပဲဒီလောက်ချမ်းရင်နေမှာတော့ကလေးတွေလည်းဘလို့လို့ပြီးအိတ်နိုင်ကြတော့မလဲ ကိုငွေလေးရအောင်တယောက်နဲ့တယောက်တိုးဝေပူကက်အိတ်ကြရင်ကခဏခဏလန်လုံးနေကြတာပါပဲအိမ်ကဝါထရံကဆိုတော့အပေါက်ကလေးတွေကနေလေစိတ်ဝင်နေတာကလည်းပူဆိုးတယ်အဲ့ဒီလိုကလေးတွေချမ်းလုံးလို့ကောင်းကောင်းအိတ်မပြောနိုင်တော့ဘူးကြည်ရင်ကြည်ရင်ကစောင်းသစ်နှစ်ထဲကိုပိုးပြီးပူပြီးတတိယနေမိတယ်အော်စောင်းသစ်ကလေးနှစ်ထဲကောင်းကောင်းတော့မချုံရပဲနဲ့မြေကြီးထဲမှာအလဟတ်သက်ဖြစ်ရတော့မယ် ကျွန်တော်ဒီလိုတွေးနေတယ်ဆိုတာကိုသိရရင်ငွေရာတွေစောင်းတွေအထက်ထက်နဲ့လုံလုံချုံချုံအိတ်နိုင်တဲ့သူတွေကတော့ရှိကြမလားပဲကျွန်တော်အတွက်ကတော့အဲ့ဒီစောင်းလေးနှစ်ထဲဟာတော်တော်အရာရောက်တာပါနောက်ဆုံးတော့တွေးဝင်ငေးမိုင်းပြီးချမ်းသာကိုကုတ်ကုတ်ကလေးငုတ်ခံနေမယ်အစားဘာလုပ်တဲ့နေဆိုတာကိုကျွန်တော်ရွေးချယ်လိုက်ပါတယ်တခြားနည်းတော့မရှိပါဘူးရက်လေစုံမကျွေးခင်အတွင် ိမ်မှာလာကူအိပ်ပေးတဲ့ရောက်ဖကိုခေါ်ပြီးအပြင်ဘက်ထွက်ခဲ့ကြတယ်။အိမ်ကထွက်မလာခင်လေးမှာပဲနိုင်တန်ချောင်းဆယ်ချက်ခုတ်တန်ကြားရသည်ဗျ။စောင်းခါဆိုတော့လူတွေလည်းချမ်းလွန်းလို့တကားပိတ်ပြီးကိုင်းနေကြပြီးထင်မှဗျာ။လမ်းပေါ်မှာလည်းအသွားလာလူရိပ်လူရောင်တောင်မတွေ့ရဘူး။အဲ့ဒီညတုန်းကတော့စောင်းချုံလာတဲ့လူတယောက်ကိုသာတွေ့ကြည့်။ရိုက်ပြီးစောင်းလူယူပြင်မှာတေးကြတယ်။ရောက်ဖဆိုတဲ့ကောင်ကလည်းခက်ရွတ်ရွတ်ခက်ပိပိရဲ့ ကျွန်တော်ကသာလှုပ်ရင်နောက်ကအကုန်လိုက်လို့မယ်အကောင်နည်းနည်းမှရှော့မယ်မထင်နဲ့ဒီလိုနဲ့ပဲကျွန်တော်တို့တုတ်တံပဲရောက်လာတယ်လာပြည့်ခန်ကြီးရဲ့ဖြစ်ပေမဲ့နှင်းတွေကထူးထူးထဲထဲကြီးကျနေလေတော့လာရောင်ကတိတ်ပြီးမလင်းနိုင်ဘူးတုတ်တံဆိုပေမဲ့လည်းမြို့ကြီးတုတ်တံဆိုတော့လူနေအိမ်တွေနဲ့ကက်လျက်မှုတိတ်ပြီးတော့ချောက်เสียမကောင်းလာပါဘူးနှင်းတွေကြားတဲ့ဝိုးတော်လာရောင်အောင်မှာဂူဖူးဖွေးလေးတွေမြေပုံမှုမှုကလေးတွေက ကြည့်လို့တောင်ကောင်းတယ်လို့လို့ဗျကျွန်တော်တို့လဲလူရိပ်လူကြီးအကဲခန်းရင်တူးတူးကိုမြှုပ်ထားတဲ့နေရာကိုတရွေ့ရွေ့ကတ်သွားကြတယ်မြေပုံလေးကိုတွေ့တော့အသင့်ပါလာတဲ့ပေါက်ပြားနဲ့အသံမချအောင်အသာလေးဖွာပြီးမြေစာတွေကိုဖယ်ကြပါတယ်ခလေးကိုမြှုပ်ထားတာဆိုတော့ကျင်းကလည်းတိမ်နေမှုတ်လားမြေကလည်းမွနေလေတော့ခဏလေးဖော်လိုက်ရင်ပဲတစ်သားကောင်းဟာပြန်ပေါ်လာပါတယ် ဆောင်းခါဆိုတော့တော်ယုံနဲ့အနက်မထွက်သေးဘူးဆိုတာတော့ကြိုတင်တွက်ထားပြီးသားအောင်မဲတွက်ကိမ့်မှန်သမျှဘာနဲ့မှမထွက်သေးဘူးဒီလိုဆိုဆောင်းတွေကိုလျှော့စရာတော့မလိုဘူးပြန်ယူသွားရင်တခါလေးခြုံကြုံပဲမတတိစရာလည်းမရှိပါဘူးသေတာကตาအရင်ခောက်ခောက်ပဲဟာဒီလိုတွင်းရင်နဲ့အပေါ်ကခက်ဟာဟာဖုံးထားတဲ့ပြင်များကိုဘေးဖယ်ချပြီးငုံကြည့်လိုက်တယ်ဟာခေါင်းထဲမှာစောင်းလဲမရှိပါလား လာရောင်ဝိုးတဝါမို့လားလို့အနားကပ်ပြီးတည်တည်ချာချာကြည့်လဲမထူးပါအောင်များ အောင်များရောက်နေသလားလို့လက်နဲ့နှိုက်ကြည့်လို့လဲအောက်ခံပြင်ချက်ကလွဲလို့ဘာမှမရှိတော်တော်တော့ထူးဆန်းတာပဲမြေမြုပ်တုံးကစောင်းနေပါသွားတာငါမျက်စိနဲ့တက်အမြင်လိုက်ရတာကွာလို့ရောက်ဖို့တီတိုးပြောလိုက်တော့ရောက်ဖဟာသူများတွေယူသွားပြီးနေမှာဘောပြလို့ပြန်ဖြေပါလေရောအဲ့ဒီတော့မှကိုနှစ်ဖူးကိုကိုလက်ဝါးနဲ့ရိုက်ပြီးသဘောပေါက်လိုက်ရတယ် ပြီးတော့ခံလဲခံပြင်းဒေါ်လဲပွားသွားတယ်။ဘလို့ကောင်တွေကများ သူများရဲ့ခလေးအလောင်းကိုဖောပြီးစောင်းခွာယူသွားကြပါလိမ့်။စောစောကားကားကွာလို့မေးနှမကင်တုံရင်ဆဲဆူမိတယ်။နောက်တော့မြေပြန်ဖိုးပြီးလာလန်းအတိုင်းပြန်ခဲ့ကြုံပဲရှိတော့တာပေါ့။လမ်းကြတော့လဲစောင်းဖောယူသွားတဲ့လူတွေကိုတိများသိရင်တော့လားကွာဘာညာနဲ့ကြိမ်မောင်းလာမိတဲ့ဗျာ။ကြာတော့ရောက်ဖာကနားကြပြင်ခဲ့လာရန်တူပါရဲ့ ိတ်ပြီးဆဲအနေနဲ့ဗျာဘလို့ကောင်တွေကမှတူးတာမဟုတ်ဘူးကျုပ်တို့လိုကောင်တွေကတူးတာနေမှာပါပဲတဲ့ကျွန်တော်လည်းတည်တည်ချာချာစဉ်းစားကြည့်တော့သူပြောတာဟုတ်တာပဲဗျာအဲ့ဒီကြားမှာဒေါသတွေပြောက်သွားပြီးကို့အဖြစ်ကိုကိုတွေးပြီးရည်ကျင်လာပြန်ရောအကောင်းရည်လားအဆိုးရည်လားမပြောတတ်ဘူးမချိမဆန့်ရည်ဆိုရင်တင့်လေမလားပဲကိုသားမောင်ဤစကားဆုံးသွားသောအခါ မိဘုံမှ ထင်းမိတော့များသည်ပင်ငိမ့်သွားပြီဖြစ်သောကြောင့်အခန်းထဲတွင်မိကြီးခဲများ၏အယောင်သာကြံ့တော့သည်မိခဲရဲရဲများ၏ရောင်ပြန်ဟတ်မှုကြောင့်လူတို့၏မျက်နှာကိုဝိုးတဝါးမြင်နေရသည်ကျွန်တော်အပါဝင်စကားဝိုင်းရှိလူအလုံးသည် ကိုသားမောင်၏အဖြစ်နှင့်ပတ်သက်ပြီးဘာပြောကြရမှန်းမသိကြတော့စာနာစိတ်အပြည့်ဖြင့်ငင်းငိုင်နှုတ်ဆက်နေလိုက်ကြသည်မှာအသက်ရှူထုတ်တန်တို့မှတပါး ဘာသာမှမကြားရနောက်ဆုံးတွင်မှကိုညံညွန့်ကလေးလေးတွဲတွဲကြီးပြောလိုက်သည်အေးဗျာကျုပ်တကယ်ပဲရင်နာတယ်ဗျာခုခမားပြောနေတာတွေဟာဟောရီကမန်မြင်ကြီးဝတ္ထုမရေးတာကြာလို့ရေးပြအောင်များဝတ္ထုတပုတ်ရဖို့စိတ်ကူးနဲ့ပြောနေတာတွေပဲဖြစ်ပါစီတော့ဗျာဒီလိုပဲကျုပ်စုတောင်းပါတယ်မန်မြင့် ယခုနားဆင်ခဲ့ရတာကတော့ထို၃ဦးဤကုန်းဖို့အမိယဝိထုတိုဘောင်းချုပ်စာအုပ်မှဆရာမန်မြင့်ရေးသားတဲ့စောင်းအမိယဝိထုတိုလေးပဲဖြစ်ပါတယ်။အားပေးနားဆင်ခဲ့သူ အားလုံးကိုຫນွေဦးနရသိန်ဝိုင်းတော်သားများကကျေးဇူးအထူးပင်တင်ရှိပါတယ်။ရှင်လန်းချမ်းမြေကြပါစေ။